အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အင်ကာနေတည့်ရစာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြောဘဲနဲ့အစာအဆုံးသေချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေ OK လေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာ တခါတုန်းကမြန်မာပြည်ရဲ့အလဲပိုင်းဒေသမှာရွှေကြာကန်လို့ခေါ်တဲ့ရွာကြီးတရွာ ရှိခဲ့ဦးပါတယ်။အဲဒီရွာကြီးဟာစိုက်ပျိုးရေးဖြစ်တော်မူတော့လူတွေကလည်းစိတ်ထားပြူစင်ကြပါတယ်။ရွာရဲ့ကောင်းဆောင်ကြီးဦးဖိုးထင်ဟာအလွန်ဉာဏ်ပညာကြီးမားပြီးတော့တရားမျှတသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာအသက်အရွယ်ဟိုမင်းလာပြီးဖြစ်တဲ့အတွက်သူ့ရဲ့နေရာကိုစက်ခံမဲ့သူ ရွာကိုအုပ်ချုပ်မဲ့ခေါင်းဆောင်ကောင်တယောက်ကို ရှာဖွေဖို့လိုအပ်လာခဲ့ပါတယ်။ဥပိုးတယ်မှာတာသမီမရှိပါဘူး။ဒါကြောင့်ရွာမှာရှိတဲ့ကလေးတွေတဲကနေအတော်ဆုံးနဲ့အလိမ်မာဆုံးကလေးတယောက်ကိုရွေးချယ်ပြီးတော့ပညာတွေသင်ပေးကရွာခေါင်းဆောင်အဖြစ်တင်မြှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။တနေ့မှာတော့ဥပိုးတင်ဟာရွာထဲကအသက်၁၀နှစ်အရွယ်ကလေးတွေကိုသူ့ရဲ့အရှိကွင်းမြစီကိုခေါ်လိုက်ပါတယ်။ လဲတွေအားလုံးကတော့စိတ်လှူရှားနေကြပါတယ်။ဥပိုးထင်ကတော့ပြုံပြီးတော့ပြောလိုက်ပါတယ်။ချစ်သားတို့ချစ်သမီးတို့ဘာကြီးကအခုဆိုအသက်ကြီးပြီ။ဘာကြီးရဲ့နေရာကိုစက်ခံမဲ့သူကိုမင်းတို့တဲကပဲရွေးချယ်ခြင်း ਨੇ ။ဒါပေမဲ့စာမေးပွဲတော့ဆက်ရလိမ့်မယ်။ဘာကြီးကမင်းတို့တယောက်ချင်းစီကိုအလွန်ထိုးကြတဲ့ပန်းမျိုးစေ့တစ်စီးစီပြီးမယ်။ ဒီမျိုးစည်းကိုယူသွားပြီးတော့အကောင်းဆုံးပြုစုပြုထောင်ကြပါနောက်ထပ်6လပြည့်တဲ့အခါဒီနေရာကို ပြန်လာခဲ့ကြဘယ်သူရဲ့ပန်းမင်ကအလားပါဆုံးအတန်ဆွမ်းဆုံးဖြစ်မလဲဆိုတာကို ကြည့်ပြီးတော့ပါကြီးဆုံးဖြတ်မယ်ကလေးတွေဟာမျိုးစည်းတစ်စည်းစီကိုတယူတရနဲ့ယူပြီးတော့အိမ်ကိုပြန်ခဲ့ကြပါတယ်အဲဒီအထဲမှာမောင်တက်လို့ခေါ်တဲ့ကောင်းလေးတစ်ယောက်လည်းပါဝင်ပါတယ် မောင်တရားဥစ္စာပစ္စည်းမချမ်းသာပေမဲ့တဘာဝတရားကို ချစ်မြတ်နိုးပြီးတော့လုံလောက်ရိယရှိသူတယောက်ပါ မောင်တရားအိမ်ကိုရောက်တာနဲ့အကောင်းဆုံးမျိုးစီကားကိုရှာဖွေပါတယ်လာပါတဲ့မြေအိုးလေးထဲမှာမျိုးစစ်ကိုမြုပ်ပြီးတော့နေ့စဉ်ရေလောင်းပေးတယ်နေရောင်ကြီးမျှတအောင်ထားပါတယ်သူကဗမ်းမီလေးပေါက်လာမဲ့ရက်ကို နေတိုင်းစောင့်မျှော်နေခဲ့ပါတယ်။တရက်နှစ်ရက်၊တစ်ပတ်နှစ်ပတ်သာကုံဆုံးသွားပါတယ်။ ါပေမဲ့မောင်သေးရဲ့ပန်းဦးထဲမှာဘာအပေမှထွက်မလာခဲ့ပါဘူးတလားကြတဲ့အခါမှာတော့တခြားကလေးတွေကသူတို့ရဲ့ပန်းပေတွေအောက်လာပြီးဖြစ်ကြောင်းကြွားလုံးထုတ်ပြီးတော့ပြောဆိုနေကြပါတယ်ငါအပင်ကတက်တက်တက်လောက်ရှိနေပြီငါရဲ့အပင်ကတော့အရွတ်တောင်ထွက်နေပြီဟေလို့ပြောတဲ့တွေကိုမောင်သေးကတော့ကြားနေရပါတယ်မောင်သေးကတော့စိတ်တက်ကြဆပြူလာပါတယ် ငါပါများမားနေလို့လဲလို့တွေးပြီးတော့မြေကြီးအစ်စ်လဲပါတယ်မျိုးစေကိုဂယုဒဆိုင်နဲ့ပြန်ဆိုင်ပါတယ်ရေမှန်မှန်လောင်းပေးပါတယ်ဒါပေမဲ့ဘန်ဟိုလီကတော့ဟာလာဟင်းလင်းပါပဲ၆လပြည့်ကနီးလေလေတခြားကလေးတွေရဲ့ဘန်းမင်ကတော့အယောင်ဆုံးဘန်းပွင့်တွေနဲ့ဝေစာနေလေလေပါပဲအောင်တင်မှာတော့ဘန်းအိုးလူလုံးသားကြံရှိနေပါတယ် ချိန်းဆိုထားတဲ့6လပြည့်တဲ့နေ့ကိုရောက်လာခဲ့ပါပြီ။ရွာသားတွေနဲ့ကလေးတွေအားလုံးဦးဘိုးတင်ရဲ့အရှိမစိုးရောင်းရရှိနေကြပါတယ်။ဝင်းမြေတကူလုံးရောင်းဆောင်ပန်းပွင့်တွေရဲ့လာတရားတွေငွေကြိုင်တဲ့ရနံ့တွေနဲ့ပြည့်နေနေပါတယ်။မောင်တေကတော့သူ့ရဲ့ပန်းအိုးအလူကြီးကိုပိုက်ပြီးတော့ခေါင်းငိုက်ဆိုင်ချလို့မျက်ရည်ဝဲနေရှာပါတယ်။တခြားကလေးတွေကသူ့ကိုဝိုင်းလောင်ကြပါတယ်။မောင်တိရ မင်းရဲ့အိုးကအလွတ်ကြီးပါလားမင်းကတစ်ပင်တောင်မဆိုင်တက်ဘူးလားလို့ပြောကြပါတယ်ဒါပေမဲ့မောင်သေးရဲ့အမေကတော့သူ့ပခုံးကိုကင်ပြီးတော့ပြောလိုက်ပါတယ်ဒါတားကအကောင်ဆုံးစူးစားခဲ့ပြီးပြီပဲရိုးသားတာကရှစ်ဆရာမဟုတ်ပါဘူးခေါင်းဆောင်ကြီးကို အမှန်တိုင်းသွားပြီးတော့ပြောလိုက်ပါဥပိုးတင်ကတော့ခလေးတွေရဲ့လှပတဲ့ဗန်းမင်တွေကိုတပင်ချင်းစီလိုက်ကြည့်ပါရဲ့ ါပေမဲ့သူ့ရဲ့မျက်နှာကတော့မပြုံးပါဘူးခေါင်းကိုပဲခါနေခဲ့ပါတယ်နောက်ဆုံးမှာတော့ကွေးမြင်ရဲ့တောင်စုံမှာရက်နေတဲ့မောင်တစ်စီကိုရောက်လာပါတယ်ကလေးလေးမင်းရဲ့ပန်းမီကဘမလေးဘာလို့ပန်းအိုးအလွတ်ကြီးယူလာတာလဲမောင်တစ်ကတော့ကြောက်လန့်နေကြနဲ့ဖြေရှားပါတယ်ပါကြီးခင်ဗျာကျွန်တော် ီမျိုးစေ့ကို အကောင်ဆုံးပြုစုခဲ့ပါတယ်။မြေလဲလဲတယ်၊ရေလဲလောင်းတယ်၊ခယူလဲစိုက်ပါတယ်။ဒါပေမဲ့ဘာအပင်မှ ပေါက်မလာခဲ့ပါဘူး။ကျွန်တော်ရဲ့ညံပြင်းမှုကြောင့်ပါခင်ဗျာ။အဲဒီလိုပြောလိုက်ပါတယ်။အဲဒီချိန်မှာမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားပါတယ်။ဥပိုးတင်ကတော့ပြုံးလိုက်ပြီးတော့ ောင်သေးရဲ့လက်ကိုမြောက်ကလူအများရဲ့ကြားထဲမှာကြီးညာလိုက်ပါတယ်။ကဲရွာသူရွာသားတို့ဒီနေ့မှာအာတို့ရွာရဲ့ခေါင်းဆောင်တစ်ကိုရှာတွေ့ပါပြီ။သူ့ရဲ့နာမည်ကတော့မောင်သိဖြစ်ပါတယ်။လူတွေအားလုံးအံ့ဩသွားကြပါတယ်။ဥဘိုတင်ကတော့မင်းတို့အားလုံးကိုငါပေးခဲ့တဲ့မျိုးစေ့တွေကပြုတ်ထားတဲ့မျိုးစေ့တွေအဲ့ဒီမျိုးစေ့တွေက ဘလို့လုတ်ပြီးအပင်ပေါက်လာနိုင်ပါလေမောင်တစ်တယောက်တည်းသာငါ့ကိုရိုးရိုးသားသားနဲ့ပန်းအိုးအလွတ်ကိုလာပြရဲတဲ့တတိရှိတယ်။ဂျန်တဲ့ကလေးတွေက အပင်မပေါက်တဲ့အခါတခြားမျိုးစေ့တွေနဲ့လဲပြီးတော့စိုက်ခဲ့ကြတာဖြစ်မယ်။ခေါင်းဆောင်တယောက်မှာအရေးကြီးဆုံးအရေးအချင်းကပန်းပင်စိုက်တတ်ဖို့မဟုတ်ဘူး။ရိုးသားဖြောင်းမဲ့ခြင်းပဲဖြစ်တယ်။ အဲ့ဒီနေ့ကစပြီးတော့မောင်တေဟာရောစားမှုကြောင့်ရွာရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတော့ရွာကြီးကိုတာယာဝါပြောအောင် အုပ်ချုပ်သွားနိုင်ခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီနေရာမှာပဲအဆုံးသက်သွားခဲ့ပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။